မစ္စဝါပြိုင်ပွဲရှင်ပြိုင်နေစဉ်ကာလအတွင်းငလင်းနဲ့ပြည်တွင်းစစ်ကြောင်းမြန်မာနိုင်ငံကအရွယ်မရောက်သေးတဲ့ကလေးတွေမြောင်များစွာတည်ဆုံနေရကြောင်းထုတ်ပြောလာခဲ့တဲ့မစ္စဝါအလှမဲခီစာခင်ဗန်ကလေးများပွင့်တော်မူဖူရန်ဝင်းလို့ရှိနေစီမာရွှေရီလောင်းဟာတို့စာတင်ကြောင်း မင်္ဂလာပါပရိသတ်ကြီးရှင်အိန္ဒိယနိုင်ငံမှာကျင်းပပြုလုပ်နေတဲ့ Miss World ပြိုင်ပွဲမှာမြန်မာကိုစားပြုအလှမဲ့ခေစားခင်ကငလင်းနဲ့ပြည်တွင်းစစ်အတွင်းစာတင်ကြောင်းများတွင်ကလေးများတည်ဆုံနေရကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်မနေ့ကမေလ22ရက်နေ့ကအိန္ဒိယနိုင်ငံမှာကျင်းပပြုလုပ်ခဲ့တဲ့ Miss World ရဲ့ Head to Head Challenge တင်ဆက်မှုမှာမြန်မာအလှမဲ့ခေစားခင်ကဒိုချောင်းကပြားဖြစ်တဲ့ပန်းကလေးများပွင့်တော်မီဖူးတံဝင်းလို့ချီ နေကြီးမရွှေရီလောင်းငါတို့စာတင်ကြောင်းကပြာကိုရွတ်ဆိုခဲ့ကောင်ထို့သူထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်အလားမဲခီစာခင်ကဒီကပြာကိုကလေးတွေအားလုံးအတွက်ရှင်လေးကနိုင်ဆိုင်စွာနဲ့ကျမရွှေလိုက်တာပါငလင်နဲ့ပြည်တွင်စစ်မှအသေးဆုံးခဲ့ရတဲ့ကလေးတွေပါသူတို့ရဲ့အကြောင်းဝတ်ဆောင်လေးတွေသူတို့စာအုပ်လေးတွေလွဲအိတ်လေးတွေသွေးတွေလူပြီးတော့သူတို့တည်ဆုံရလိမ့်မယ်ဆိုတာကိုသူတို့သိအောင်သိသွားကြပါမလားဒီအတွက်ကျမတကယ်စိတ်မကောင်းဖြစ်ရပါတယ် သူတို့လေးတွေကောင်းရမွန်ရာရောက်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဟုဆိုကခေစာခင်ကပြောကြားခဲ့တာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလ12ရက်နေ့အတွင်းမှာလေစစ်ကောင်စီရဲ့လေကြောင်းမှပုံကျဲတိုက်ခိုက်မှုကြောင့်စကိုင်းတိုင်းဒီပဲရင်မြို့နယ်ဦးတိန်တွင်ကြေးရွာမှာစာတင်ကြားနေတဲ့ကလေး22ဦးနဲ့ဆရာဆရာမ2ဦးသေဆုံးခဲ့ကလူတရာကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အလားတူပဲမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးကြောင့်မန္တလေးတိုင်း60မြို့နယ်မှာပုဂ္ဂလိကမူကြိုကျောင်းတစ်ခုမှာကလေးငယ်12ဦးနဲ့ဆရာမတအူးသေဆုံးခဲ့ရတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်ထိုဖြစ်စဉ်များဟာကြောင်းတက်နေစေကလေးငယ်များအဆုလိုက်အပြုံလိုက်သိဆုံးမှုများဖြစ်ပြီးအလားမဲခီစာခင်ရဲ့ပြောဆိုချက်ကိုထင်ဟပ်စေခဲ့ပါသည်။ဒါအပြင်မြမလူထုအနေဖြင့်လူသားချင်းစာနာထောက်ထားမှုအကူအညီများစွာလိုအပ်နေစေဖြစ်ကြောင်းကိုလည်းခီစာခင်ကပြောကြားခဲ့ပါသည်။ အသက်16နှစ်အရွယ်သားရှိသေးတဲ့ခိစားခင်ဟာ82ကြိမ်မြောက် Miss World ပြိုင်ပွဲကိုမြမကိုစားပြုအလားမဲ့အနေနဲ့ဝင်ရောက်ရှင်ပြိုင်နေတာလည်းဖြစ်ပါတယ်။82ကြိမ်မြောက် Miss World အလားမဲ့ပြိုင်ပွဲကိုမေလ9ရက်နေ့ကနေ31ရက်နေ့အထိအိန္ဒိယနိုင်ငံမှာကျင်းပနေတာဖြစ်ပြီးနိုင်ငံပေါင်း108နိုင်ငံမှအလားမဲ့များပါဝင်ရှင်ပြိုင်နေကြတာလည်းဖြစ်ပါတယ်။